ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Tell Me The Bama Story မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့စာရေးသူဆရာတာတင်ရဲ့ဖဲသမားစကားဆိုတဲ့ပရလောကဇာလံလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဒီဇာလံလေးမစခင် ကျမတို့ရဲ့ Channel လေးမှာဇာလံကောင်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Channel လေးကို Subscribe လေးလုပ်ပေးပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ ။စကရေကတာတေပြောခဲ့ပါတယ်။တာတေကလူဆုံးပါတယ်လို့။ကိုပေတီးလို့ပြောကားဆရာရင်းနဲ့လဲတွဲခဲ့ဘူးတယ်။ဘိန်းစားပါစိန်လို့ဘိန်းစားရင်းနဲ့လဲတွဲခဲ့ဘူးတယ်။အဲ့ဒီလိုပဲကောင်ချစ်တို့လို့အရက်တခါလှဲ့ပြီးဖဲချနေတဲ့ဖဲသမားအကြီးစားရင်းနဲ့လဲပေါင်းခဲ့ဘူးတယ်။ကောင်ချစ်ဆိုတဲ့လူကကျုပ်တို့ထဏောင်းကုန်းကပါပဲ။အသက်က40လောက်ရှိပြီဗျ။လူပြိုကြီးတယောက်ပဲ။ကောင်ချစ်တို့မိဘတွေက လူချမ်းသာတွေလေ။ပိုင်လိုက်တာရရီဆိုတာမနှဲဘူးဗျ။ ထတော်တော်ကလည်းအမွေရထားသေးတာကောင်ချစ်တို့မှာမောင်နှမ၃ယောက်ရှိတယ်ကောင်ချစ်ကအလားပြအမတစ်ယောက်နဲ့ညီတစ်ယောက်လည်းရှိတယ်သူ့ညီကောင်တစ်ဆိုတာလှုပ်ကိုအလုံးလုံးတဲ့လူပြယာကိစ္စတွေဆိုရင်သူ့ပဲတာဝန်ခံလုပ်နေရလေကောင်ချစ်ကတော့အလက်ဆိုတဲ့အတိုင်းလက်နေတဲ့လူပြောအလကားနေအလကားလရလရလုပ်နေတာဗျကောင်ချစ်ရဲ့တခုတည်းသောဝါသနာဖဲချတာပဲဗျို့ ဖဲဝိုင်းရှိလို့ကတော့ကွန်ချစ်တို့ကမတာခွန်ရဲ့အောင်ချစ်ရှိရဲ့ဆိုတဲ့လူမျိုးဗျတခါတလေအနီးနားရွာတွေမှာအာသူဝရီဆက်နေလို့ကွန်ချစ်တယောက်ဖဲလဲရိုက်နေတာရွာမှာနှစ်လလောက်တောင်ပျောက်နေတယ်တဲ့တခါတလေကြတော့လေကျုပ်ကိုအဖော်ခေါ်သွားတယ်ကျုပ်ကတော့သူ့လိုမိုးလင်းအောင်မနေနိုင်ဘူးအိတ်ချင်လာပြီဆိုရင်လဲဘေးဝိုင်းဘေးနေအိတ်လိုက်တာတရက်ကြတော့နွားစာဆင်းနေတော့ကွန်ချစ်ချီပေါက်ချလာတယ်ဗျဟာကွန်ချစ် ဘယ်ကလှည့်လာတာတော့ဘယ်ကမှလှည့်လာတာမဟုတ်ပါဘူးကွာမင်းစီကိုပဲလာခဲ့တာဟာလာလေကောင်ချစ်ဒီမှာထိုင်းပြဒီဘက်မှာခုံရှိတယ်ကောင်ချစ်ကအသားညွညွထောင်ထောင်မောမောနှာခမ်းမွေးဆဆနေပြလူကတော့လူဖြောင့်ဒါပေမဲ့နမရတော့စိုးသားပဲဖဲသမားအောင်ချစ်မသိရသူရှိတာမှမဟုတ်တာကျုပ်တို့ရွာမှာဆိုလဲဒီလိုမျိုးရှိတယ်ဗျအဲ့ကိစ္စဘာသူပြောတော့ ွောင်ချစ်ပြောတာဗျ။ခွောင်ချစ်ဘယ်ကွောင်ချစ်လဲ။ဖဲသမားအောင်ချစ်လား။မင်းကွာဖဲသမားစကားများယုံလို့ဖဲသမားစကားဆိုတာနှဲသမားစကားလိုပဲကွ။နေလိုက်ဖောင်းလိုက်နဲ့တွေ့ဘူးတယ်မလား။ပို့ပြောလိုက်ရှော့ပြောလိုက်ကွ။ချစ်တို့ကရွာမှာအဲ့လိုကိုကြောက်ကြတာဗျ။သူချမ်းသာဆိုပေမဲ့သူ့ကိုဘယ်သူမှလေးစားတာမဟုတ်ဘူးဗျ။ဖဲသမားအောင်ချစ်လို့ပဲခေါ်ကြတာ။ကျုပ်ကငကားစေးဘောလေးတစ်လိုက်ကိုမိညှိပြီးကိုအောင်ချစ်ကိုဆစ်လိုက်ပေးလိုက်တယ် ကိုအောင်ချစ်ကလည်းနွားစာစင်းခုံပေးကတသားကလထိုင်ပေးမှအကြနာထိုင်ပြီးငကားစေးပေါလိတ်ကိုအားရပါရဖြွာလိုက်တယ်။ကျုပ်ကတော့နွားစာကိုဆက်ပြီးဆင်းရတာပေါ့ဗျာ။မင်းပြောင်းလို့တည်ကောင်းပါလား။ဒါတောင်ဘက်ခင်းရလား။ဟုတ်တယ်ဗျ။တောင်ဘက်ခင်းရပြောင်းနေရိတ်လာတာလေ။ဒီနှစ်တော့နွားစာမပူရတော့ဘူး။ပြောင်းနေလွတ်ကောင်းတာဗျ။အေးဟုတ်တယ်ကွ။ပြောင်းနေဒီနှစ်တော်တော်ကောင်းနေကွ။ နွားစာတော့စိတ်အေးရတာပေါ့ကွာနေပါအောင်ကောင်ချစ်ရဲ့ကျုပ်စီလာတာကိစ္စများရှိနေလို့လားအေးရှိတယ်ကွာတတရပြောလေကောင်ချစ်ဒီလိုကွာအနောက်ကမီးလောင်ကုန်းရွာမှာအတူပါရှိရယ်လေအာဒါများအဆန်းလုံးလို့ကောင်ချစ်ရာဟဲ့ဟဲ့ဆန်းတော့မဆန်းပါဘူးကွာဒါပေမဲ့အခါတိုင်းနဲ့တော့ကွာတယ်ကွာဟွန်းဘာများကွာနေလို့ရော မီးလောင်ကုန်းကတရုတ်ဆိုင်ကြီးကိုမင်းသိတယ်မလားဟာသိတာပေါ့ဦးအမင်းဆိုတဲ့တရုတ်ကြီးရဲ့ဆိုင်လေဗျာဆိုင်ကြီးကိုဟိနေတာပဲလေအေးအမင်းကြီးဆုံးသွားပြီကွာဟာဟဲ့လားကောင်းချက်အေးအဲ့ဒီအတုဘကိုရန်ကုန်ကအမင်းရဲ့ညီတွေတူတွေရောက်နေတယ်တထေးတွေက အလုံးဖဲချကြတယ်အဲ့ဒါပွဲကြီးပွဲကောင်းဖြစ်မယ်ကွာဩဒီလိုလား ဒါထက်ကြောက်ကြတာဟုတ်လားဗျဘာရောကွာတတရဲ့အခုတလောကိုအောင်ချစ်ဖဲသိမ့်မလိုက်ဘူးဆိုဖဲချာတိုင်းရှုံးနေတယ်လို့ကြားတယ်။အော်ဖဲသမားပဲတတရာရှုံးတဲ့အခါရှုံးနိုင်တဲ့အခါနိုင်မှာပေါ့ကွာရန်ကုန်ကတရုတ်တွေကိုခမားရှင်းနိုင်ပါမလားလို့အာမပူပါနဲ့ကွာငါမှနီလန်းတွေအများကြီးရှိတယ်အဲ့ဒီတော့ကိုအောင်ချစ်ကကြုတ်ကိုခေါ်သွားခြင်းလို့လားအေးလေကွာ ညကြရင်မင်းနဲ့ငါမီးလောင်ကုန်းကိုသွားမယ်လေကွာ။အိုးလုံးလိုက်လေဗျာ။ဒါတေကဒါမျိုးစုံလိုက်ပေးတာပဲဗျ။ဒါဆိုမိုးချုပ်ဆောက်ကိုသွားကြတာပေါ့။ငါကခဲမယ်လို့မီးလောင်ကုန်းကကောင်းတွေကိုမှားထားလိုက်မယ်။စိတ်ချပါဗျာ။ကျုပ်အစင်သင်စောင့်နေလိုက်မယ်။ကောင်းချစ်အင်ကိုပဲလာခေါ်လိုက်လေ။အေးပါငါမင်းကိုလာခေါ်ပါမယ်။ပြောပြောဆိုဆိုကောင်းချစ်ထပြန်သွားတယ်။ ကျုပ်လည်းနွားစာတွေဆက်စင်းရတာပေါ့ဗျာအမေနဲ့အဖကိုလည်းကြိုပြောပြထားလိုက်တယ်တာတေးရေးသွားဆိုဟေ့ညမိုးချုပ်ပြီးတိတ်မကြခင်မှာပဲကောင်ချစ်ကြီးရောက်လာတယ်ထိုင်အောင်လေကောင်ချစ်ဟဲ့အောင်ချစ်ထိုင်အောင်လေအမေကပါကောင်ချစ်ကိုလှမ်းခေါ်တယ်ကောင်ချစ်ကတော့အိမ်ပေါ်မတက်တော့ဘူးဗျမတက်တော့ဘူးရင်းငွေစရင်တာတေးကိုဒီကပဲစောင့်နေတော့မယ် အေးအေးဒါဆိုလဲပြီးရောဒါထက်မီးလောင်ကုန်းကအမိန်ဆုံးသွားပြီဆိုတာတီပြောမှသိတာဟေဟုတ်တယ်အကြီးရဲ့အမိန်ကြီးဆုံးသွားပြီကျုပ်တို့အခုအဲ့ဒီကိုသွားမလို့အော်အေးအေးတာတီပြောပါရယ်ရန်တွေဘာတွေလဲမဖြစ်ကြနိုင်အောင်နော်စိတ်ချပါအကြီးစိတ်ချပါကျုပ်အိမ်ပေါ်ကဆင်းလာတော့ကောင်ချစ်လက်ထဲမှာအထုတ်ထုတ်ဆွဲပြီးစောင့်နေတယ် ကျုပ်တို့နှစ်ယောက်မြောက်တကားကနေထွက်လာပြီးအနောက်ဘက်ကိုလာခဲ့တယ်။လက်ထဲကဘာထုတ်လဲကောင်ချစ်ရဲ့။ဟဲဟဲဟဲမဖဲဝါအတွက်လीကွာ။ဖျားမဖဲဝါအတွက်။အေးလीကွာငါဒီညစီးပွားဖြစ်ရိုက်မှာကွာ။ဒီတော့ငါအစွမ်းတစ်ခုတည်းနဲ့ဘယ်ဖြစ်ပါမလဲကွာ။မဖဲဝါအကူကြီးယူရမှာပေါ့။ဟာဒါဆိုရင်အခုဘဲကိုသွားမှာရော။မီးလောင်ကုန်တင်းချိုင်းကိုအရင်ဝင်မယ်လीကွာ။ အဲ့ဒီမှာမဖဲဝါကိုဒီအသားခေါက်ဆွဲကြဝယ်ကျွမ်းမယ်လေပြီးတော့မဖဲဝါနဲ့အပေးယူလို့ရမှာပေါ့ဒီခေါက်ဆွဲကြကအပိန့်ဆိုင်ရခေါက်ဆွဲလားအေးဘောကွာတာတေးရအပိန့်ခေါက်ဆွဲကြပေါ့ရွာမှာအပိန့်ကလွှဲရင်ဘသူရှိအောင်မှာလဲဟုတ်ပါဦးဗျာဟိုတလောကအပိန့်ဆိုင်ပိတ်ထားတယ်ကြားလို့အေးဟုတ်တယ်ကွာအခုမှပြန်ဖွင့်တာသူ့တော်နေမကောင်းလို့တရင်သွားမိတယ်ဆိုလားပဲ။ ကျုပ်ကတော့ကြောထဲမှာစိတ်ခနဲဖြစ်သွားတာဗျ။ကိုအောင်ချစ်ခမရဓာရီအရင်ကလှုပ်ဖူးလို့လားဗျ။ဘာလဲမဖဲဝါကိစ္စလား။အေးလေဗျာ။ကိုဟာကိုလှုပ်ပါလားဗျာ။ခမရမှာနိုင်မဲကံပိုင်နိုင်မှာပေါ့ကိုအောင်ချစ်ရ။ဟာတာတရ။အောင်ချစ်ဆိုတဲ့ကောင်ကကံတမားမဟုတ်ဘူးကွ။ညံတမားညံတမားကွ။ညံတမားမဟုတ်လို့ဖဲချတာပေါ့ကွ။ဖဲဆိုတာညံတမားတွေရဲ့အလုပ်လေကွ။ ဖဲသမားတယောက်ဖဲနိုင်ဘူးဆိုရင်ဘာမစို့လုံးမှာပဲကွာတာတရပါလေမင်းကမဖဲဝါကိုကြောက်နေရလားဟာဒီလိုတော့မဟုတ်ပါဘူးဗျာဒါဆိုပြီးရောပေါ့ကွာဟောပြောရင်းဆိုရင်နဲ့မီလောင်ကုံတုတ်တန်အောင်ရောက်နေပြီလာကွာနေရာကောင်းလေးရှာလိုက်ရအောင်ဟောတွေ့ပြီကွာဟိုရှေ့ကတကြီးဥဒရော်ရဲ့အောက်ကူပေါ်မှာကြွေးတာပေါ့ကွာပြပြောဆူဆူနဲ့ကိုအောင်ချစ်က အပိတ်ဆိုင်ရဝဲလာတဲ့အသားခေါက်ဆွဲကြော်တွေကိုဖြီးလိုက်တယ်။တော်တလေးဆိုတော့ခေါက်ဆွဲကြော်ကိုငပြောဖက်နဲ့ထုတ်ထားတာပေါ့ဗျာ။ပူပူနင်းနွေးလေးရှိပါသေးတယ်။ကောင်ချစ်ကခေါက်ဆွဲကြော်တို့ကိုတေးချပြင်လိုက်ပြီးတော့ရေပလင်းကိုဖြန့်ချလိုက်တယ်။တင်းချိုင်းဆောင်ကြီးမဖဲဝါ။ရောက်ရအရက်ကဒီကိုအမြန်လာပါ။ကျုပ်ကဖိမှန်တကပြုတ်ပါရဲ။အနီးနားမှာရှိတဲ့နန္နာဘဝအပေါင်းပါတို့လည်း မဖဲဝါကိုအမြန်ဆုံးအကြောင်းကြားပေးကြပါကျုပ်ကအသားခေါက်ဆွဲကြောင်းနဲ့တင်မြောက်ပါတယ်လို့ကောင်ချစ်ကခေါင်းကြီးမော့ပြီးဟိုကြည့်ကြည့်လှုပ်ပြီးပြောနေတာဗျကျုပ်ခုဘောကခေါက်ဆွဲကြောင်းတို့ကို ကြည့်နေတယ်ဟာကျုပ်ရောင်မီးအောင်အော်လိုက်မိတယ်ခေါက်ဆွဲကြော်တွေပြိုက်ခနေပြိုက်ခနေနဲ့ရော့သွားတာဗျဟဲ့ကောင်တာတီဘာလို့អော်နေရလဲကောင်ချစ် ခမားခေါဆွဲကြော်တွေကိုကြည်လိုက်ပါအောင်ဟေးဟုတ်သားပဲဟာမဖဲဝါစားနေပြီဟဲ့ကိုအောင်ချက်ကလက်ဖွားနှစ်ဖက်ကိုပို့ရင်ဖြုံဖြုံချင်းလုံးနေတာဗျဝမ်းသာအာရဖြစ်နေတဲ့ပုံပဲပြုမဖဲဝါကျုပ်ဒီညမီလောင်ကုန်းကတရုတ်အမင်းရဲ့အာတုဝမှာဖဲချမလို့ဗျရန်ကုန်ကတထွေးတွေနဲ့ခြားရမှာကျုပ်ကိုတဝိုင်းလုံးရှိသမျှငွေတွေတိမ့်ကျုံယူနိုင်အောင်လုပ်ပေးပါ ကျုပ်မဖဲဝါကို အမဲသားသုံးမိသားချက်ကျွေးပါမယ်။ကျုပ်ကိုနိုင်အောင်သာလုပ်ပြီ။ဟောရိတ်ကူပေါ်မှာကိုအခုလိုလာကျွေးပါမယ်။ဒီကောင်တတ်သေးပါဗျာ။ဖျားဖျား သူ့ဘာသာ ပြောတာမဟုတ်ဗျာ။ကျုပ်နေမယ်ကိုထဲ့ပြောလိုက်သေးတယ်။တော်တော်ဆိုးတယ်ကိုအောင်ချစ်ဗျာ။ကျုပ်ကြည့်နေတော့မှပဲခေါင်းဆဲကြော်တယ်ကုံသွားပါရောလား။ဘယ်ရောက်သွားတယ်ဆိုတော့ကို ကျုပ်လည်းမသိဘူးဗျ။ဟောရွေးရပါကုန်ကုန်ပြီပြောအေးကွာ မဖဲဝါလည်းစာနေပုံရတယ်။ဟုတ်ပြီမဖဲဝါ။ကျုပ်ကိုယ်သာကျုပ်ပြောသလိုဖြစ်အောင်လုပ်ပေး။ကျုပ်အမဲသားသုံးမိသားတိတိချက်ပြီးလာကြွေးပါမယ်။ကိုအောင်ချစ်ကလက်သုံးချောင်းတောင်ထောင်ပြလိုက်သေးတယ်ဗျ။အားလုံးကျုံမွေးမယ်ဆိုပြီးပြောပြီးတော့ကျုံနဲ့ကိုအောင်ချစ်မီးလောင်ကုန်းရွာတဲ့ကိုဝင်ခဲ့တယ်ဗျ။တိယုတ်အမင်းကရွာလေပိုင်းမှာနေတာဆိုတော့ကျုပ်တို့နှစ်ယောက်ရွာလေကိုလာခဲ့ကြတယ်လေ။အတူပါအိမ်က အောင်လင်းတမီတွေထွန်းထားတယ်ဗျ။ လင်းထိန်နေတာပဲဗျာမနှက်ဖြန်အာသူဝါချမှာဆိုတော့ချက်ပြုတ်နေကြတယ်ဟာကောင်ချစ်လာလီဗျာမီလောင်ကောင်ကကလာတာကောင်ဆောင်ဖိုးချုံဆိုတဲ့ကောင်ကကောင်ချစ်ကိုခီးကျူလိုက်တယ်ဟောရာကြုတ်ပြောတဲ့ကောင်ချစ်ပါပဲဗျာထနောင်းကောင်ကလူချမ်းချမ်းသာသာဖဲဝိဆာအောင်ချစ်ပေါ့ဗျာဟာဖဲဝိဆာလားကောင်းတာပေါ့ဗျာဘွားတို့လည်းဖဲဝိဆာပါပဲ။ ဟဲဟဲဟဲပြောစရာကောင်းတာပေါ့ဟုတ်လားဒါထက်ပက်ဆံမြမြတော့ပါတယ်မလားဟာထောင်ကဲရပါပါတယ်ဗျာဒါပေမဲ့ကျုပ်ကပက်ဆံဆိုတာထက်ဂုံနီအိတ်ကိုခူးဆိုင်ပြီးယူလာရတာဗျအဲ့လိုဂုံနီအိတ်ဟုတ်လားဂုံနီအိတ်ကဘာလို့ဖို့တော့ထောင်ကဲရိုးစီကကျုပ်နိုင်မဲ့ပက်ဆံတွေကိုထည့်အောင်လေအော်ဒီလိုလားဖဲဝိုင်စာကလည်းရီးစရာလည်းအပြောကောင်းတာပဲဟာဟာ ျော်ပျော်ပါပါပေါ့ဗျာခဏကြာတော့ဖဲဝိုင်းစပြီကိုအောင်ချင်းရဲ့မြို့ပေါ်ကတရုတ်တွေပွဲစပြီပေါ့ကျုပ်ကတော့ကိုအောင်ချင်းနောက်မှာပဲရက်ကြည့်နေလိုက်တယ်ပြောရမှာတော့အံ့ဩစရာပဲဗျပွဲစားတဲ့အလဲကစပြီးကိုအောင်ချစ်နိုင်တာတိတိတသားအောင်ဖြစ်နေတာဗျအခြားတယောက်တလှည့်နိုင်ရင်ကြုံမပြောပါဘူးအခုဟာအလဲတိုင်းကိုကိုအောင်ချစ်နိုင်တာဗျတယောက်မှဘသူမှမနိုင်ဘူး ထောင်ခဲကြီးတွေလည်းအံ့ဩပြီးတယောက်မျက်နှာတယောက်ကြည့်ကုန်ကြတယ်။တရုတ်တွေဒေါသထွက်လာတော့ပုံမဲတာပေါ့ဗျာ။ငွေတွေဆိုတာပြောမနေနဲ့တော့ဖွေးနေတာပဲ။တေချာပေါက်နိုင်ပြီဆိုတဲ့အလဲမှာထောင်ခဲတွေကဖိထိုးတော့တာ။နောက်ဆုံးကျုပ်လူကိုအောင်ချစ်ပဲနိုင်တာဗျ။မဖဲဝါလုတ်ပေးနေတယ်ဆိုတာတော့တေချာလိုက်ပြီ။တဖြည်းဖြည်းနဲ့ညနဲ့ညနဲ့ရာကနေသကောင်ကျော်သကောင်ကျော်ရာကနေအာယုံတက်တဲ့အထိဝိုင်းနေရှိသမျှငွေတွေအားလုံး ကျုပ်တို့အိတ်ထဲကြီးမှကြီးပဲကိုအောင်ချစ်ပြောသလိုကျုပ်တို့ဂုံလေးအိတ်တော့မပါပါဘူးဒါပေမဲ့ဖိုးချုံကိုတော့ဂျုံအိတ်အိတ်ရှာခိုင်းလိုက်တယ်မိုးလင်းတော့ဝိုင်းသိမ့်ပြီပြိုရှုံအိတ်ကိုဖိသိမ့်ပြီးကျိုးနဲ့ချီခဲ့ရတာအပြန်လမ်းမှာကျုပ်ကကိုအောင်ချစ်ကိုပြောတယ်ကိုအောင်ချစ်ရေခမရအောင်မဖဲဝါလုပ်ပေးတာကတော့တိတာကြီးပါပဲဗျာခမရပြောတဲ့ခရီးအတိုင်းမဖဲဝါကိုအမဲသားဝယ်ကြည့်ဖို့လုပ်ပေးတော့အေးလုပ်ရမှာပေါ့ကွာ ရွာရောက်မှပဲအင်ကအလုတ်သမားတယောက်ကိုမြို့တက်ပြီးအမဲသားဝယ်ခိုင်းရမှာပဲတာတရ။ကောင်းတယ်။တိတိကျကျလောက်ပေါ့ဗျာ။ရကြတော့ဝယ်ကြည့်လိုက်ပေါ့။အေးလေမင်းမလိုက်ခဲ့ပေါ့ကွာ။ဟာလိုက်ရမှာပေါ့ဗျ။ညရောက်တော့ကိုအောင်ချီရောက်လာတယ်။တာတရသွားဆိုဟိတ်။ကျုပ်ကလည်းအစင်သင်စောက်နေတာဆိုတော့ချက်ချင်းထားလိုက်ပြီးဝိုင်းတဲ့ကထွက်လာတာပေါ့ဗျာ။လမ်းရောက်တော့ ကောင်ချစ်လက်ထဲမှာဘာမှမတွေ့တော့ချုပ်အံ့ဩသွားတယ်။ဟာကောင်ချစ်ဘဲမတော့ခမရမဲတာဟာကွာငါတို့ရာမာလုတ်တဲ့တက်ပွားဆိုတဲ့ကောင်ကမြို့လွတ်ပြီးမဲသားဝယ်ခိုင်းလိုက်တာမရခဲ့ဘူးကွာသူသွားတော့နောက်ကျသွားတယ်တဲ့အမဲသားကုံသွားတယ်လို့ပြောတာပဲဟာဒီလိုဆိုရင်ခမရဘလို့လုတ်မလဲမဖဲပါကိစ္စောက်ဟာကွာတတေကလည်းကြောက်တက်လိုက်တာလွန်ပါရောလားဒီနေ့မရတော့လဲနောက်နေ့ကြွေးရမှာပေါ့ကွာ စားကျင်ရင်စောက်မှာပေါ့ကွာဟာခမရကလည်းမဟုတ်သေးပါဘူးဗျာမဖဲဝါကသူ့ခရီးတိုင်းခမရကိုလုပ်ပေးခဲ့ပြီးပြီလေဗျာခမရဘက်ကလည်းစကားတီမှာပေါ့ဗျဟာဟဲ့ကောင်တတရငါညတညာလုံးဖဲနိုင်တာကိုမင်းကမဖဲဝါအစွမ်းကြီးပဲလို့ထင်နေတာလားငါအစွမ်းလည်းအများကြီးပါတယ်ကွာငါခေါင်းတွေလည်းထုပုန်နေအောင်စဉ်းစားရတာကွာဟာမဟုတ်သေးပါဘူးကွောင်ချစ်ရာ ခမားအဆွမ်းမပါဘူးလို့ကြုံမပြောပါဘူးဗျာဖဲဝိုင်းပဲဗျာတလဲစီတော့နိုင်ကြမှာပေါ့အခုဟာခမားကြီးပဲနိုင်တာဆိုတော့ခမားအဆွမ်းမဟုတ်ဘူးလို့ကြုံထင်တာပဲဒါဆိုလဲမင်းဒီညကြည့်လိုက်လေဘသူအဆွမ်းလဲမင်းသိစေရမယ်ကျုပ်ကတော့စကားကိုမလေးမစားပြောတဲ့ကိုအောင်ချစ်ကိုတော်တော်စိတ်ပြက်မိသွားတာအမှန်ပဲဗျာဖဲနိုင်ခြင်းတော့မဖဲဝါနဲ့အပေးယူလို့တယ်တကယ်လဲနိုင်တော့သူ့အဆွမ်းနိုင်တယ်လို့ ਨੇ ပြောတယ် တကယ်ကိုဖဲသမားစကားပါပဲဗျာအမိန်တို့အိမ်ရောက်တော့တရုတ်တွေကကိုအောင်ချစ်ကိုစောင့်နေကြတာဗျညာကဖြစ်ပျက်ကိုတော့တိတ်ကျနေကြပုံမပေါ့ဘူးကျုပ်လူကိုအောင်ချစ်ကတော့အောင်ပွဲရစစ်သူကြီးပုံစံနဲ့ပေါ့ဗျာခဏလောက်စကားစမိပြောကြပြီးဖဲဝိုင်းဆပြီးဆင်တော့တာပေါ့ပထမတလှည့်ကိုအောင်ချစ်နိုင်နေတရုတ်တွေမျက်နှာနည်းနည်းပြတ်သွားတယ်ဒုတိယအလှည့်လဲကိုအောင်ချစ်နိုင်ပြန်ရောကိုအောင်ချစ်ကြီးမျက်နှာကတော့ပြုံးပြုံးကြည့်ပေါ့ဗျာ တတရအလှရောက်တော့ရှုံးပြီပြို့ကိုအောင်ချစ်ရှုံးပြီ စုတော့အလှရောက်ပြန်တယ်ရှုံးပြန်တယ်နောက်တလှလဲရှုံးတကောင်ကျော်တော့ကိုအောင်ချစ်ကြီးပါသည်မြအကုန်ကုန်ပြီဒါပေမဲ့ကိုအောင်ချစ်ကလူပါရညကနိုင်ထားတဲ့ငွေတွေအကုန်လုံးပြန်ယူခဲ့တာမှမဟုတ်တာနင်းနေပဲပြန်ယူလာတာနောက်ဆုံးတော့ကိုအောင်ချစ်တင်းသွားပြီးတော့ဝိုင်းမဖြတ်ဘဲနဲ့ကျောင်းနေရာမှာတယောက်ခဏဝင်ထားလိုက်ရွာပြန်ပြီးငွေတွေပြန်ယူပြီးချက်ချင်းပြန်လာခဲ့မယ် မနှက်ဖြန်တစ်နေလုံးဆက်ရိုက်မယ်လीတရုတ်တီလက်ခုပ်တီးပြီးဩဘာပေးကြတယ်ဖဲဆိုတာဒီလိုပဲဝိဆာရဲ့ငွေတွေပြန်ယူခဲ့မယ်ဆိုတော့ကောင်းတာပေါ့ကွာလို့ရှုံထားတဲ့ပတ်စံတွေပြန်ရတာပေါ့ကိုအောင်ချစ်ကြီးပို့ပြီးတင်းသွားပြီးချက်ချင်းကိုပြန်လာပြို့အိမ်ပြန်ရောက်တော့တာတီခဏနေအောင်မီလောင်ကုံရွာဖျားမှာအရက်ဖို့ရှိတယ်ကွာငါနည်းနည်းတောက်ချင်တယ် ဟာလာပါဗျာတောက်ချင်လဲကို့ရွာရောက်မှာတောက်ဆန်းမှာငပင်းကိုအချိန်မီနှိုးလို့ရပါတယ်ဟာမနေနိုင်ဘူးငါနည်းနည်းတော့တောက်မှဖြစ်မယ်ကွတကယ်ကိုဇွတ်တရွတ်လူဗျမီးလောင်ကုန်းရွာအဖျားကိုတက်သွားတယ်ပြီးတော့သူပြောတဲ့အရက်ဖိုကလူကို အရက်တပလင်းရောက်မှုပြောတယ်ဟာကောင်ချစ်ကြည့်ပါလားရော့ဗျာရော့ညကောင်ချစ်ကြည့်နိုင်သားတယ်ဆိုတဲ့တဲ့ရင်ကျုပ်တို့အားလုံးကြားပါတယ်ဗျာ ကိုအောင်ချစ်ကြီးထပ်ပြီးပို့တင်းသွားတာပေါ့ဗျာညနိုင်တဲ့တရင်ကြရင်ဒီညရှုံးတဲ့တရင်လည်းကြားမှာပဲရွာပြင်ရောက်တော့တမပင်ကြီးအောင်မှာထိုင်ပြီးမော့ရတာပဲဗျာအမီးမပါဘာမပါနဲ့ဒီတိုင်းကိုမော့နေတာတော်တော်လေးတောက်ပြီးရောမှကဲတတေးရပြီဟဲ့လာသွားကြစို့မင်းရှေ့ရသွားသွားဆိုတာပြောတယ်ခြေထောက်ကတိတ်မမှန်ခြင်းဘူးဗျနင်းနေရင်ခြင်းနေပြီကျုပ်တို့ထနာကုန်းဘက်ကိုဥတီလိုက်ကြတယ် အလိုသွားသွားမီးလောင်ကုန်းတင်ကြိုင်ကိုဖျက်ရမှာပဲလေသူကရှေ့ကဥဆောင်ပြီးတော့ရတယ်အလကားဟာမမဲသားမရလို့မတွေးတာကိုမတင်ရဘူးထင်နေဒီညပါသမျှပြန်ကုန်အောင်လုပ်တယ်တောက်ကမြင်းမကြီးမဖဲဝါဟာဟဲ့လူခမရပါစပိတ်တာခမရဘာတွေပြောနေတာရောဟာတာတီမင်းကလည်းကြောက်တက်လိုက်တာလွန်ပါရောကွာဒီဟာမကြီးမဟုတ်တာလို့လို့ငါပြောနေတာကွာငါ့ကိုဒီလိုလှုပ်เสียလားအမဲသားမရလို့မကြွေးတာလေး ါ့ကိုဘာလို့လုံးရတာလဲဟဲ့ကောင်းမဆုံးမဖဲวะနင်ကတရေမှာငါ့အလူလေနင်ဘာလို့လုံးရတာလဲကောင်ချစ်ကကြုတ်ပြောသည်မမရဘူးဗျအင်းကြီးရင်ခွဲကြီးနဲ့ပစိုးကလည်းတူတူဝှက်ထားသေးတယ်မတည့်ရက်ပြီးအရက်ပလင်းကိုမော့နေပြန်နေကျုပ်လည်းတော်တော်စိတ်ကုံသွားတာဗျာညကနိုင်နှောင်းကကြတော့မျက်နာက တမျိုးဗျဒီညရှုံးတော့ကြတော့မူးယူလို့ဗျာ လောကမှာအရှုံးတံမခံနိုင်တဲ့လူဟာယောက်ျားပီသားတဲ့သူမဟုတ်ဘူးလို့ကြုတ်ထင်နေ။ကောင်းချစ်လာပါဗျာရွာရောက်မှာပဲခမညာကြိုက်တဲ့လောက်သာတောက်ဗျာ။ကြုတ်ပြောတော့ရက်ပလင်းကိုအဖုံးပိတ်ပြီးဆက်လျှောက်ပြန်နေ။ဟောရောက်ပြီမီလောင်ကုန်းတင်းကျိုင်းကိုရောက်ပြီ။ကျုပ်ကအရှိကခတ်တုတ်တုတ်လျှောက်တယ်။တကြီးဥတ္တရောရဲ့ကူမနေ့ကမဖဲဝါတင်းမြောက်တဲ့ဂူရှိကိုရောက်တော့ကျုပ်ကပို့ပြီးခတ်တုတ်တုတ်လျှောက်တယ်။ တားတေးဒီကူမလားမနေ့ကငါတို့ဒီကောင်မကြီးကိုတင်မြောက်တာလေခောက်ဆွဲကြော်တွေစားသွားတာလေဒီနေ့အမဲသားမရတော့ငါ့ကို ရှုံးအောင်လုပ်တယ်ဟဲ့မဖဲဝါနင်ကဘာကောင်မလဲအောင်ချစ်ကိုနင်ဘာလုပ်လို့ရမှာမလို့လဲငါကလူလေတေးရဲမရဲ့အာ ဟာချုပ်သွားတဲ့ခြေလမ်းတွေတုန်ခနဲ့ယက်သွားတယ်။ချက်ချင်းနောက်လှည့်ကြည့်မိလိုက်တယ်။ကောင်ချစ်ကြီးလက်ထဲကအရက်ပလင်လွတ်ကျသွားတယ်။ကြောကြီးကော့ပြီးခေါင်းကြီးကအပေါ်လန်နေတယ်။ဟာနောက်တစ်ချက်အာကောင်ချစ်မချိမဆန့်អော်တဲ့အတန်းဗျ။ဟာသွေးတွေဗျ။ကောင်ချစ်ပါးစပ်ကစီးကျလာတဲ့သွေးတွေဗျ။ကောင်ချစ်ဒူးထောက်ကျသွားတယ်။အင်ဂျီရင်ဘက်ကဟာခွဲနဲ့ ပါဇက်ကသွေးတွေစီးကျနေတယ်။မျိုးလုံးကြီးတွေကလည်းပြုတ်ထွက်နေတာပဲ။မြင်လို့တော့မကောင်းပါဘူးဗျာ။ကျုပ်ကရှေ့တော်တော်လှမ်းလှမ်းကိုရောက်နေပြီဗျ။ချက်ချင်းပြေးမယ်အလုံးမှာ။တာတရေပြေးတော့။ကောင်ချစ်ပါဇက်ကနောက်ဆုံးထွက်လာတဲ့အတန်နဲ့ကြီးဗျ။အဲ့ဒီချိန်မှာပဲကောင်ချစ်အနောက်ကနေဘွားကနေပေါ်လာတဲ့ဖြူဖြူကြီးဗျ။အရက်ကိုပဲဆယ်ပြီလောက်ကတော့အသာလေးပဲ။သပင်ကြီးကလည်းဖားလာကြည့်နေ။ဟာကျုပ်ဖြင့်ပြေးတာတချို့တယ်ပဲ။ အနာကိုတော့လှည့်မကြည့်နိုင်ဘူးပြို့မီလောင်ကုန်းတင်းချိုင်းပြီးတော့ဆက်သမြောင်ရှိုးပြီးတော့ယာကြီးကုန်းပြီးတော့သဲချောင်းပြီးတော့မှကျုပ်တို့ရွာထဏောင်းကုန်းဗျရွာရောက်တော့ကျုပ်တတိလစ်ပြီးခွေခနဲလဲကြသွားတယ်ကျုပ်နားထဲမှာဆူဆူညံ့ညံ့အတန်တွေကိုမသေးမကွယ်ကြားနေရတယ်ဗျခဏပါပဲနောက်တော့အာလုံးလစ်ထွက်သွားတယ်ကျုပ်တတိရလာတော့ကျုပ်တို့အိမ်ဝိုင်းတွေပြန်ရောက်နေပြီဗျ ိမ်တောင်ကမကြီးပင်ကြီးအောက်ကကုပစ်ပေါ်မှာကျုပ်ကိုနှာနှက်နေတဲ့သူကနှက်နေလေရဲ့အဲ့ဒီထဲမှာကိုအောင်ချစ်ရဲ့ညီကိုအောင်တက်လဲပါတယ်ဗျကျုပ်ကောင်းကောင်းသတိရတော့မှဝိုင်းမေ့ကြတယ်ကျုပ်ကလည်းဖြစ်သမျှတွေအားလုံးကိုပြပြလိုက်တယ်ဟာကိုအောင်ချစ်ပောက်ခရတွေရှောက်လို့တောင်းနင်းရမတအားလားတာတီကျုပ်အမေတောင်ကျုပ်ကိုအပြစ်ပြောနေတာဗျချက်ချင်းပဲရွာထဲမှာလူစုကြတယ်ညနှစ်နာရီထိုးနေပြီဗျ ဓမီတွေဒုတ်တွေဓားတွေနဲ့ရွာပြင်ဝင်ထွက်ကြတယ်။ကျုပ်ကလမ်းပြပေါ့ဗျာ။မိလောင်ကုံရွာကိုရောက်တော့မိလောင်ကုံရွာသားတွေလည်းအလန့်နဲ့ကြာထွက်လာကြတာပေါ့။ဟဲ့ဘသူတွေတော့ဘလို့တွေဖြစ်ကြတာတော့။ကျုပ်ကအဖြစ်ပြက်တွေအားလုံးပြောပြလိုက်တော့သူတို့ရွာသားတွေလည်းရလိုက်လာကြတယ်။မိလောင်ကုံတင်းချမ်းရောက်တော့တကြီးဥတ္တရရဲ့ကူနာမှာမှားခုံကြီးလဲနေတဲ့ကိုအောင်ချစ်ကြီးရဲ့အလောင်းကိုပဲတွေ့ကြရတာပေါ့ဗျာအတမ်းမရှိတော့တဲ့ကိုအောင်ချစ်ခန္ဓာကိုယ်ကြီးကမှားခုံကြီးတိတ်နေတာဗျာ ဓမင်းနဲ့ဝိုင်းထိုးကြည့်ကြတယ်။အလောင်းကိုကိုအောင်တင့်နဲ့ကျုပ်ဆွဲလှန်လိုက်တော့အမလေးမကြောက်တက်မလန့်တက်တဲ့ထနှောင်းကောင်းကလူငယ်တွေတောင်လန့်អော်ကြတာဗျ။ကိုအောင်ချစ်အလောင်းမှာမျက်စိကြီးတွေအပြင်ကိုပြုတ်ထွက်နေပြီးတော့ဗဇက်ကြီးကလည်းဟနေတယ်ဗျ။ဝေဒနာကိုမချိမဆက်ခံစားပြီးတည်သွားရတာကို သူ့မျက်နှာမှာအထင်းသားပေါ်နေတယ်ဗျ။အလောင်းကိုတစ်ခါပြန်မှောက်ပြီးကြောကုန်းကိုကြည့်လိုက်တော့ဟာ ကြည်နေတဲ့သူတွေအကုန်လုံးလန့်ပြီးអော်ကြပြန်နေ။ကောင်ချီရဲ့ကြောကုန်းမှာလဝါရကြီးနှစ်ခုပြ။နဲတဲ့လဝါရကြီးမဟုတ်ဘူး။ဆောင်းတထဲကိုပကတ်လှုပ်ပြီးအလောင်းကိုရွာရောက်တဲခဲ့ကြတယ်။ထုံးစံအတိုင်းလူသိမ်မှုဖြစ်တာဆိုတော့ရဲစခန်းကိုအကြောင်းကြားပြီးစေယုံကိုပို့ရတာပေါ့ဗျာ။ကျုပ်ကလည်းစစ်ကြတာပေါ့။အမဲအင်ကဖဲရိုက်တဲ့တရုတ်တွေနဲ့အရက်ဖို့ကလူတွေပြီးတော့ကျုပ်တို့နဲ့အဲ့ဒီညကဖဲရိုက်တဲ့သူတွေအတူဝမှာရှိတဲ့သူတွေအားလုံးစစ်စစ်ခံကြရတယ်။ ကျုပ်ကတော့အပြန်ပြန်အလန့်လန့်စစ်တာပေါ့ကျုပ်ကလည်းအမှန်တိုင်းထပ်ပို့ပြီးဘာမှကိုမပြောတတ်တဲ့လူလေအားလုံးကိုအမှန်တိုင်းပဲထွက်ဆိုခဲ့တယ်နောက်တော့လေအဲ့ဒီအမှုကိစ္စပိတ်ခဲ့ရတာပေါ့ကိုအောင်ချစ်သေးတဲ့ညကကျုပ်ပါတယ်ဆိုတာအားလုံးသိကြတာပေါ့ဗျာဒီတခါတော့ခမည်းတော်တဲ့တိတာမှမဟုတ်တာ စာရေးသူဆရာတာတေရဲ့ဖဲသမားစကားဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာရင်ပြီးဆုံးပါပြီရှင် နောက်ထပ်လာမဲ့မြက်ကွင်းဆေးဆိုတဲ့ဇာလန်းလေးမှလည်းတာတီတယောက်ဘလူရီဆက်စုပြီးဘာရီဆက်ဖြစ်မလဲဆိုတာကိုစောင့်မျှော်နားဆင်ပေးပါအောင်ရှင်။နားထောင်သူပြည်သက်များအားလုံးကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျမကတော့စာဖတ်သူပန်းခတ်ဖြစ်ပါတယ်ရှင်။